မျိုးသမီးတယောက်ဟာဘယ်လိုကုသကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာလို့လှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။လူရုဒ္ဒာတဲ့မျိုးသမီးတယောက်ဟာဒီအချက်ရှိချက်နိုင်နာပြီးတော့နေထိုင်တဲ့မျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်နိုင်နာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝိသံတဲ့ကောင်းတယ်အဲ့မှာ အချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတမန်ဖို့ဝါမမိသားစုကိုဝါမလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားတဲ့သူတို့ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့တတိထားရကစီးနဲ့ကန်းနဲ့မိသားစုတောင်းချီချီတော့ဘာနဲ့မဟုတ်ဘူးတော့သားနဲ့မဟုတ်ဘူးဘုတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗေပေါ့ ဝတ္တရားကြည့်ဖို့လို့လေအိမ်မှာနေပဲလို့ဝတ္တရားကြည့်ပြီးတော့မေတ္တာနဲ့နေတာအကုသိုလ်ရတယ်လို့ဆိုလို့တဲ့အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့အခါကျတော့ဘာလို့ဆိုနမတ္တကပြုသမီးတယောက်ကိုသူရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့ဟော အဲဒါရဲ့တကြတဲ့မြို့သမီးတွေတွေ့ကြည့်ရပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့မျှော်လင့်ချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရဲ့သားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရဲ့သားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာကိုတရားချေပြုံးမှုရှိကိုတရားချေပြုံးစွာ နေထိုင်တယ်တတချက်နော်ဝတရားခြေပြောင်းတာအဲ့ဒါဝတရားခြေပြောင်းတာလည်းဒီမှာကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုရမယ့်ဝတရားကိုခြေခြေပြောင်းလုပ်ပြီးတော့မေတ္တာနဲ့နေထိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကရောဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ ရောက်ခမဗောလေးခုခဲ့ပြောတယ်အဲ့နောက်မဲ့ရဲ့မိဘတွေသူကိုဝဲတဲ့ဖာသာအဲ့ရအဲ့ပေါ်မှာသူကလေတစားပုတ္တရာချေပြွန်စွာဆောင်ရဲ့ပြီးတယ်ဒါတခုအဒုတိယမြောက်ကုသိုလ်အဟိုလူတွေကကုသိုလ်စင်နဲ့တော့မထည့်ပါဘူးညာနော်ဝိဒ္ဓယာချေပြွန်စွာဆောင်ရဲ့တယ် နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့အခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်းတတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရိအိမ်မှုကိစ္စတွေကိုလှုပ်တယ်။ဟုတ်ပါဆိုဒါလည်းကုသိုလ်တစ်ခုပဲ။ပြောရလား။ဒါဆိုကုသိုလ်လို့မထင်ကြဘူးလေ။ ့သူလုံးဝမဲ့ဝတ္တရားတွေကိုသူချစ်ချစ်ပြင်းပြင်းလုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလူသမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံပါတဲ့လုံရင်လုံသလိုမလုံရင်မလုံသလိုဖွဲ့ချသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုလုံမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းတားခွဲချပြီးတော့သူတို့ကိုပြေးတဲ့ကံနဲ့မလုံတဲ့လူသူ့ပြေးတတ်မေးပေါ့လုံတဲ့လူပို့ပြီးတော့ခေယူဆိုင်ပြီးနေမကောင်းတဲ့ဘက်သားရှိလာလို့ရှိရင်ဟို နေဝန်ကတောင်းတယ်မသာရှိလို့ရှိရင်သူ့ဆေးဝါးကိုတတ်ပေးတယ်ပေါ့ကိုရင်ကလူတွေကနော်နေနေမကောင်းတယ်မသာရှိလို့ရှိရင်လည်းခွင့်ရက်တွေပေးပြီးတော့ညတာမှုထားတယ်သူ့နဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတော့အိမ်မှာစားတဲ့အတော့ဆရာရှင်းတယ်ညီလူညီမြခွဲဝေပြီးတော့ပေးတယ် ဒါနဲ့တအားဟိုလဲကုသိုလ်လို့ပြောတာနတ်သမီးဖြစ်ဖို့ရာအတွက်ဒါတွေကလဲကုသိုလ်တွေဖြစ်နေဒါတွေကိုလဲယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလဲကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ ငွေခြေတနဥစ္စာပစ္စည်းတွေကိုမခိုးမဝဲမထိမ့်မကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ဘုံခိုးဝတ်တာတို့သုံးဖြုံးတာတို့မလုတ်ဖဲနဲ့သူဟာသေးသေးချာချာစနစ်တကျစီမံခံွယ်ပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိတဲ့ရှောက်ရှောက်တယ်ပေါ့အောက်ဆုံးလို့စီးတဲ့ကြီးအော်ခန်းနဲ့အသိန်းဆောင်လို့စီးလာတဲ့ရေတွေကိုကြောက်ပြတ်မတော့အောင်သမန်နဲ့စီးပေးထားတယ်တင်းနဲ့စီးပေးထားတယ်တယ်ရမရည်တယ်အဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပြောင်းပြဲမှုမရှိအောင်သူက စီမံဆောင်ရပေးတယ်အဲ့ဒီငါးချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးတဲ့များလိုက်နာကျင့်တော်ရတဲ့တောင်းဝန်တရားပဲဒါသူရဲ့တောင်းဝန်တရားကိုသူချေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝန်တရားချေပြောင်းခြင်းဟာထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့မြားပေါ်မှာမြားမြားတာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့ဆိုဆိုဒီငါချက်ကဒါရိုးရအဲ့ဒါပဲဖြစ်နောက်တဲ့နံပါတ်6ကြတော့ဘာနာဘကအိကသတိဖြစ်မှုဒါကြတော့ဘာသာရေးဘက်က sen no era ya. Te hago cuere, te hago cuere, tan hago cuere. Por andar en angi sabi, te mandar en angi sabi, tan andar en angi sabi. Si era na toma cu cuere, si que tu ya haría, ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ငံတရဏံကိစ္ဆာမိဖယန္တယတန်ကကုွေတိုက်တဲ့ယရဏမြာကိုကုွေနဲ့စကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလိုတယ်အနမချောအဲ့ဘုရဝဒမဟုတ်ရင်တော့ဘုရတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ငံတရဏံကိစ္ဆာမိတော့ပါမှာသို့တော့ သူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့ထိုက်လျောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးကွယ်တယ်ဆိုရင်တော့ထိုက်လျောက်ကျိုးရှိရပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းကျိုးရှိနိုင်တယ်နောက်တစ်ခုက နမခွန်ကြရပါလို့ကိုချင်းတီလာနဲ့ပြေဆုံးတယ်အဲ့ဒါတော့တီလာပဲရောက်လာအဲ့ဒီကိုချင်းတီလာဆိုတော့ဘာသာကြားပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတီလာဒီကိုချင်းတီလာရရှိအောင်ဘာလို့ဆိုရင်သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ် အမေသူမဆဆရာရှောင်းရမယ်ဘုဒ္ဓဝါရရှောင်းရမယ်သူရမေရရရှောင်းရမယ်အဲ့ဒီရှောင်းကျင်မှု၅ရက်မရှောင်းရင်သူကဒုစရိုက်ပဲလေတာဟမ်တော့ကမရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လူဥပရိရတာခွဲတာ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူပဲပါဏာတိပါဒဖြစ်တယ်